ဒီမှာရှိတဲ့တောကြီးတွေထဲမှာစင်ပြူရအောင်ရှာခိုင်းတယ်ကျွန်တော်မြန်မာဘရင်ကစင်ပြူအင်မတန်မဲ့တယ်စင်ပြူရှိရင်တိုင်းပြည်စီပင်ဝါပြောတယ်သခုံးမရင်းတန်တန်ကင်းဝေးမယ်စိုင်းစဘာကပေါများမယ်စသဖြင့်ယုံရအဲ့တော့စင်ပြူသဲကြီးမဲ့ကြီးရှာတာအခုထိရှာတော့မဲ့သူတို့ပန်းလောင်မြေထဲမှာစင်ပြူအသေးတကောင်မျောလာတော့တရင်ကြရတဲ့ဘရင်ကသွားဆယ်သန်းစင်ပြူရအသေးကြီးဖြူတော့ဖြူ ဆင်းခရူးသင်းဆွဲနေရနေမှာပေါ့ဆွဲတာတုတ်ရိုက်တယ်သူကလေးဘက်လေးတန်တုတ်ရိုက်စင်ပြူကြီးဝိုင်းမတင်ပြီးတုတ်ရိုက်တယ်ဆိုဆင်းမြအသေးကြီးကကုံကုံကြီးပေါ့ဘယင်ကတက်ထိုင် decision ကြော်စွာဘွဲ့သူကယူသေးတာဘလောက်ယူကြောင်မူကြောင်နိုင်ကလေးလားစဉ်းစားကြည့်တော့နော်ထားပါတော့အဲ့ဒါဒီဖယ်လိုက်တော့ပညာကိုတကယ်သွားကြအောင်ထားတော့ နန်းတွင်းမှာခိုင်းကြရကွဲပြီးကင်းဝန်ခိုင်းကြတိုင်တားခိုင်းကြလှေသင်းတွင်းဝန်ခိုင်းကြစင်ပြူမရှင်ခိုင်းကြစုဖယန်းလာခိုင်းကြပြင်သစ်နဲ့ပေါင်းတဲ့ခိုင်းကြအင်္ဂလိပ်နဲ့ပေါင်းတဲ့ခိုင်းကြခိုင်းကြရကွဲလို့သူ့ကိုမယုံကကို့သူမယုံကအဲ့ဒီမှာတိုင်တားမင်းကြီးကအမျက်ထုတ်သေးတယ်နေရီမှာဓမြတိုက်ခိုင်းပြီးသူကခွဲရန်ယူနေသေးတယ်လှေသင်းတွင်းဝန်မင်းကဘယင်ကိုဝင်လျှောက်တယ်အဲ့လိုလုပ်နေပါတယ်ဆိုတဲ့အခါကျတော့ဘယင်ကသတ်စီဖမ်းထားတဲ့ကောင်တွေသတ်စီဆိုတော့ တိုင်သားမင်းကြီးကအဲ့မှာဒီတစိုက်ကျော်ရဆရာတော်ဖရာကြီးတွေပြင့်ပြီးအသက်အလှခံခိုင်းသူတယောက်တည်းအဲ့မှာရှုပ်ဓမြကာကွယ်ပေးတဲ့လူနဲ့ဘယင်ကလည်းကျွန်တော်တို့မန္တလေးနန်းတွင်းအပြင်ကိုဖွားခုနှစ်ဖွားမထွက်ဘူးလောကဘာဖြစ်နေမှမသိဘူးသူကလည်းဘယင်ဖြစ်ရတာတစ်ချက်သေးပဲဒီပလိုမာရတယ်ဘာဒီပလိုမာလဲဆိုတော့ပထမကြီးအောင်တယ် အဲ့ဒီပထမကြီးအောင်တော့ဘယင်ကသဘောသိကြသွားတယ်ပထမသူ့အမေနဲ့သူများအိမ်မှာနေရတာအင်မတန်နှိမ့်ဆက်ခံရတယ်သေဘောမင်းသားဒါပေမဲ့ပထမကြီးအောင်လိုက်တာဇာတာဆန်းလက်တက်လာပြီးတော့သူဘုရားလာနဲ့ကြိုက်မှန်းသီးတော့ရောက်ခမလောင်းဖြစ်တဲ့စင်မြူမရှင်ကဥကောင်းတဲ့ပေါင်းဘယင်ဖြစ်အောင်လှုပ်ပေးကြံတဲ့မင်းကြီးမင်းသားတွေဖေကအဖူးမြော်ခံရင်လို့လာကြပါစို့အထဲဝင်တော့မှဝိုင်းဖန်းကြီးကြိုက်ကျိုးတဲ့ချင်းမှာမင်းကြီးမင်းသား60ကျော် ဂရိပအိတ်စွပြီးဒီဘက်ကပွဲသပင်တချင်းချင်းခံဒီဘက်မှာရာဇသွေးတွေသွေးမြေကျလိုက်တာစဉ်းစားကြည့်ဘယင်ဖြစ်ချင်လို့အာနာကိုလိုချင်လို့တရားသောမတရားသောမတတ်နိုင်ဘူးကျွန်တော်မြန်မာမှာစကားတခုံးကြံရစ်ခဲ့တယ်ကြောက်စရာအမတန်ကောင်းတဲ့စကားကျူပင်ခုတ်ကျူငုံမကြံစင်နဲ့ဘာမှအပြစ်မရှိတဲ့လူဆွေ80မျိုး80 စင်နဲ့နင်းသက်ခံရတယ်နားထဲကိုခဲရီလောင်သက်ခံရတယ်ဒုက္ခုံနဲ့လေဝဲရိုက်သက်ခံရတယ်ရီမာဖြောက်ပြီးကြောက်ထုတ်ဆွဲပြီးသက်ခံရတယ်ဒါတော့ပြောမယ်ဆိုလည်းအများကြီးပြောတယ်ပြောရပါလိမ့်မယ်နောက်ဆုံးတော့လေကျုံဖြစ်တယ်တိုင်းပြည်ရဲ့ဇာတာကမကောင်းလို့ကျုံဖြစ်တဲ့ဗြိမင်းတရားကြီးရဲ့တိုက်တဲ့ကိန်းခန်းကကုန်ခန်းသွားလို့ကျုံဖြစ်တဲ့ပညာဘယ်သူမှအထက်မပြောခဲ့ဘူး ယရနာဘုံနောက်ဆုံးပြရာသည်၎င်းမုတ်ဆိုးစကိုထီယူရိုက်ခဲ့ပြီနောက်ဆုံးတော့လေကျွန်တော်တို့ယရနာဘုံပေးလိုက်ရတယ်ယရနာဘုံနောက်ဆုံးပြရာသည်၎င်းမုတ်ဆိုးစကိုထီယူရိုက်ခဲ့ပြီဖယပါတော်မူသည်ဇာတာညုံ တို့အစုမရသည် အလောင်းတော်လဲလာရင်ကြီးပြီဒီကနေစီဒီဘောမင်းဖမ်းသွားတဲ့ခေါင်းဝင်စစ်ကထွက်သွားတဲ့သင်းဘောကစကိုင်းနောက်ရောက်တော့မှမြန်မာတွေကမြေကြီးကြတယ်အော်တကယ်ဖမ်းတာပါလားဟဲ့အဲ့ဒီတော့မှကိုယ့်အရှင်ကိုယ့်သခင်မရှိတော့ဘူးခြေတုံးကဘယ်သူမှလှည့်ကြည့်တာမဟုတ်ဘူးကိုယ်လှုပ်ရှားနေရတာအဲ့ဒီတော့မှတို့ချုပ်ချာအနာတို့အရှင်တို့သခင်ငါတို့ဘယ်သူ့ကို ငါတို့ဘယင်ခေါ်ရပါမလဲဆိုတော့မရှိတော့ကျွံဖြစ်ပြီဘသူကိုလှမ်းမျောလဲအဲ့ဒီတီဘုံမရဲ့ခမီးတော်ဖြစ်တဲ့မင်းတုံးမင်းတုံးရဲ့လောင်တော်ဖြစ်တဲ့ဗကံမင်းဗကံမင်းရဲ့ခမီးတော်ဖြစ်တဲ့သာယာဝရီမင်းတစ်ချက်တုန်းကညောင်ရမ်းမင်းသားလေးကိုရွှေကျက်ရဲ့ဖျားချေရင်းမှာရေဖြောက်ပြီးတတ်ခဲ့ဘူးတဲ့သူပုံကံကြံစီလဲဆိုပြီးတော့မင်း၄၀လောက်ကစัจ Java မင်းကလေးရေစိတ် ရေဖြောက်ခါတော့မသေးဘူးတဲ့ဘူးဘူးအောင်ကသာပွေပြီးစကိုင်းကြောင်ပေါ်တင်သွားတာမြင်တဲ့လူကမြင်တဲ့ကျွန်တော်လူမျိုးကဇက်ကသိမ့်နာတာလာပြည်နေဆုံးစကိုင်းကြောင်မှာမှာတောင်ပေါ်မှာရွှေလရောင်မြင်းကြီးကတဟီဟီနဲ့စัจ जा မင်္ဂလေးရကိုရောင်ကိုဝါတဖြက်ဖြက်နဲ့မပူနဲ့မန္တလေးကိုငါပြန်လာတော့မယ်လို့အိမ်မက်ပြေးတယ်ရုံနေမြမာကြီးကအဲ့ကြမ်းမှာ ပေါ်လာတဲ့လူဒုသခင်ပဲဘယ်လာမလဲစัจ जा မလေးမျောတာဘလောက်တောင်ကြာတယ်နှစ်ပေါင်း100ကျော်ကြာတယ်အင်္ဂလိပ်ကတိမ့်တာတိမ့်တာလည်းကြည့်အောင်ကင်းဝင်မင်းကြီးကဂလတ်စကိုကိုသွားတယ်လီဗာပူးကိုသွားတယ်မန်ချက်စတာကိုသွားတယ်ဆက်မှုမျိုးကြီးတွေကိုသွားတဲ့အခါအတွဲလိုက်ပြစ်တဲ့ဆက်သနှက်ကြီးတွေတွေ့ခဲ့ပြီးအမြောက်ကြီးတွေတွေ့ခဲ့ပြီးဆက်ယုံကပဲတော်တွေ ဖြန့်ကျဲသလိုဖြန့်ကျဲနိုင်အောင်များပြားတဲ့ခင်မီလက်နဲ့စမ်းတွေကင်းဝမင်းကြီးရဲ့မျက်စိနဲ့တွေ့ခဲ့တယ်စစ်သားတွေကိုကြည့်တော့ဟာဇာရာလို့ခေါ်တဲ့အာဖဂန်နစ္စတန်စစ်မြေပြင်မှာကြမ်းကြမ်းတမ်းတမ်းလက်ကျင့်မိသားစစ်တပ်ပထန်စစ်တပ်ဂေါ်ယာစစ်တပ်ဂေါ်ရခစစ်တပ်အင်္ဂလိပ်ကကြကြနန္နာမောင်းထားပြီးသားစစ်သင်္ကန်းကဗျူဟာမှာလဲကျွန်တော်မျိုးတို့တဲ့အများကြီးသာပါဗျာအဓိကကတော့ပညာကသူတို့ကြီးနေပါပြီဗျာ လွတ်တော်မှာဥကောင်းကဆောက်ရှောက်ရှာပါသေးတယ်။စုဖရလက်ကဘိုးဘိုးကောင်းကြောက်ရင်မတိုက်နဲ့ဘေးဆုံးနေတိုင်သားဘိုးဘိုးဥဆောင်လိုက်မယ်လှေသိန်းဘိုးဘိုးကဥဆောင်လိုက်မယ်ဟေးဥဘိုးဘိုးကောင်းအိမ်ကိုကြောက်ပြင်းနဲ့ထမိန်ပို့လိုက်ကြစမ်းလို့လွတ်တော်တွေကစုဖရလက်ရဲ့အတန်နောက်မှာပညာမပါဘူးကျွန်တော်တို့ကျွန်ဖြစ်ခဲ့ရတယ်ဘယ်သူမှသမိုင်းကိုအပြစ်တင်နေခြင်းမဟုတ်ပါဘူး ကျွန်တော်တို့ရှေ့ဆက်ရမယ်ခကြီးကတော့ပညာနဲ့သွားရလိမ့်မယ်။ဘာဖြစ်လို့လဲ။ကျွန်တော်တို့သမိုင်းတွေပြက်ပြီလို့ပြောကြတယ်။ဒါမှစဉ်းစားကြည့်။သမိုင်းတွေမကဘူးပထဝီလည်းပြက်နေပါပြီ။ဘာမှမရှိတော့ဘူးပထဝီလည်းပြက်။အဲ့တော့မျိုးတုံးတာကတုံပြက်တာကပြက်ပြူတာကပြူဖြစ်ကုန်ပြီ။တချို့ကလည်းပြောတယ်ပထဝီပြက်ရောမကဘူးကွာဓာတုဝေဒလည်းပြက်တယ်။ ဟာဘာလို့တော့ထက်သမြတ်ဓာတ်ငွေတရုတ်ပေးနေရတာဟုတ်သားပဲတရုတ်ကပြောသေးတယ်ဓာတ်စုဝေရတယ်မကောက်ဘူးရုခဝေရတယ်ပြည့်သိမောင်ရတယ်ဟာဘာလို့တော့စီသမြတ်တတော်ကုံပါအောင်လားอืมถูกแล้วดําเมติปินนี่ชี้ซี้ได้ติปินซื้อยินตะโลก็กောက်ไล่တော့2မျိုးกองๆจั่นเลยบาเนี่ยเลยสรอกดีรู้เนี่ยเล็บปั่นกองๆจั่นတော့เลย ခုံခဏခုံလို့ရတော့ဥဒင်းလူကြီးကောင်းဆုံးပေါ့နော်မြန်မာစာလည်းပြည့်ပြီရှိတော့မှလို့မဟုတ်တော့ဘူးရှိတော့မှလို့မြန်မာစာပါဠိတွေပတ်သားတွေကာယံနေနဲ့မှရှိတော့ဘူးတတိယအကျော်သမားတော်များ ਨੇ ကုသပါတော့လေသူငါကစလွန်ဆံမရသည်မရဏမင်းသူ့လည်းတွင်းတော့တဆင်းခရာကြရရပါတော့ကြောင့်တွင်းကြံတော့ ကလာပရုပ်အကြံကိုသုတ်သံမှာသဟာရကစုနဲ့ဇာပနပြုမိဖြစ်၍သိရင်သောကိုနာအောင်ကိုကောင်းလာဖိတ်စာအလှဖိတ်နာရေးဖိတ်စာတော့အလှရေးတဲ့လူမျိုးမနေ့တနေ့ကဇနီးတဲ့ရွာသွားဖုန်ကြီးပြန်နဲ့သွားတိုးမင်းသမီးရဲ့အမှုပညာနားထောင်နေလို့ဩနွေဦးပေါက်ပြီးဖုံဖုံပြောက်ပြီလေ စဉ်းစားတာကြည့်တော့ဒုက္ခပဲနော်။ဩငိုတယ်သူကဩရှင်ဖះရှင်ဖះဘုရားတပည့်တော်တို့ကိုတရားမပြတော့ဘူးလားဖះမဆုံးမှာတော့ဘူးလားဖះအရှင်ဖះတပည့်ဇာယကာတွေကိုသစင်ကျူချိုးခဲ့ပြီလားဖះပြီးတော့မှဆက်ဆိုတယ်သစင်ကန်းလေလို့ကျမနေရပါလေတနာလေလို့ပြောနေမယ်စားမောင်မောင်မုံမို့ကျူစားပါလား ဘူးဟာဘုန်းကြီးအလောင်းကြီးလွှဲလို့မောင်မောင်မုံမို့တွေးစားပါလားတဲ့အထက်ဆရာတော်ကပြန်လွန်တော်မူနေပြီဆက်ဆိုတဲ့ရှင်ဘုရားသီလသိက္ခာပညာပြည့်စုံတော်မူသောဘုရားတပည့်တော်မလို့မှာအင်းမြတဲ့အရေးအာဝါသားကြီးမရှိတော့ဘုရားရွှေတောင်ကြီးပြိုပါပြီဘုရားအခုတော့ရှင်ဘုရားမရှိတော့ရွှေတောင်ကြီးပြိုတော့တပည့်တော်တို့ယူရပါတော့မဖုရားသူကဆက်ဆိုတယ် မောင်ချင်များစုယူလာပြီးတော့လေတကယ်တကယ်ဖြစ်ကုန်ပြီဆရာပါတော့ကျွန်တော်ဒီကုန်းချုပ်ပါမယ်ဆရာချိန်နေရ9မိနစ်ကြောနေပါပြီအဲ့တော့မိုးလေဝသအကျိုးကြောင့်လည်းကျွန်တော်ပဲဆက်ဟောလိုက်ပါတော့မယ်ကျွန်တော်တို့ကဆရာနောက်တယ်မိုးလေဝသဆရာတို့ကအင်္ဂလန်မှာသွားတဲ့အမေရိကန်မှာဘဝယူအဲ့တော့မလိုပါဘူးဆရာရေတောက်တဲ့နှကောင်ရှိဖြစ်ပါတယ်တော့ မိုးလားလေးလားမိုးလားနဲ့ကျွန်တော်ငငယ်တော့မှားလိုက်တာမှနော်အခုလည်းမှားပါတယ်နော်ဆရာချေဦးညောနေ့လည်းဖုန်းဆက်တယ်ဟေ့ဘုံနေတဲ့ဘသူတွေတုန်းဟာတဲ့ဆရာဒေါက်တာဦးထွန်းလွင်ရဲ့ကျွန်တော်ရောက်ပြီးကျရဲလို့အေးဆက်ပြောလိုက်တဲ့50 50လို့ပြောလိုက်တယ်သဘောမပေါက်ဘူးအော်ပြီးကျမေးရဘာတုန်းဆက်50 50လို့ဩမိုးရွာရင်ရွာမယ်မရွာဘူးမရွာဘူးပြောနေတာဆရာကိုချစ်လို့ပါနော်ဆရာတော်ပါဆရာတို့ ညာကလည်းကြာဟောရင် သိပါလိမ့်မယ်မရှိပါဘူးအစားထိုးလို့လည်းမရနိုင်ပါဘူးတပည့်တွေများစွာမွေးတော်လည်းပဲဆရာကိုမေးကြည့်တယ်ဆရာမြင်တော်မူသေးလားတပည့်တွေကဆိုမြင်တော်မမူဘူးတဲ့ပြောပါတယ်နော်အဲ့တော့ဆရာဟောပြောချက်ကတော့အမတန်ဖုတ်တံပါတယ်အဲ့တော့ပြီးဆုံးအောင်နာတုတ်ကစင်မောင်းကျွန်တော်ညီကုန်းလည်းချုပ်ချင်ပါပြီညီကုန်းလည်းချုပ်ပါမယ်ထားပါတော့ ကျွန်တော်တို့ညီညွတ်ကြဖို့ချိန်ကြပြီးပညာကြီးကြဖို့အချိန်ကြပြီးဒုက္ခတွေကိုဒုက္ခတွေကိုဒုက္ခလို့ကျွန်တော်တို့ညီညူနေမဲ့အစားဖရာရှင်တောင်မှဒုက္ခနဲ့ကျုံရလို့ဖရာဖြောင်းပြောင်းမဖြစ်ခဲ့ရဘူးဆိုရင်ကျွန်တော်တို့ဖြေသာတာပေါ့ကျွန်တော်ကိုကိုယ်ကြယ်ဖရာရှင်တောင်မှဖရာဖြောင်းပြောင်းမဖြစ်ခဲ့ရဘူးကျွန်တော်တို့သာသနာကကောင်းကင်ကဇံပြန်တယ်လို့နှစ်ပေါင်း2600ပြန်ခဲ့တာမဟုတ်ပါဘူးသံဃာတော်ရှင်သူမြတ်များ ရှောက်ထားကြည့်ကြစမ်းပါတခါတလေမင်းစုမင်းညံ့များသာသနာကိုမချီးမြှောက်တဲ့မင်းစုမင်းညံ့များလက်ထက်မှာသာသနာတော်ဟာခိုးကြောင်ခိုးဝဲပူဇော်ခဲ့ရတာတစ်ခေါင်းနဲ့ဘုရားရှင်စင်လူတော်ထက်ကောက်ရိုးဆုပ်ပြီးညကြမှာကြော့ခဲ့ရတဲ့အာကာလမရဏအခါကြီးတွေလည်းကျွန်တော်တို့သာသနာမှာ ကြုံခဲ့ရပါပြီမင်းကောင်းမင်းမြတ်များလက်ထက်မှာသာသနာတော်ပွင့်လန်းပြန်လို့ကောင်းငင်ကဇံပြန်တယ်လို့ပြန်ခဲ့ကြပါပြီ။ ရှင်ဘရင်တွေကပယ်လာတာမဟုတ်ဘူးနော်ဟောဒီဆရာတွေဟောဒီတက္ကရတို့ကပခုံးနဲ့ထမ်းလို့ရတဲ့အချိန်ပခုံးနဲ့ထမ်းကျောင်းနဲ့ပိုးလို့ရတဲ့အချိန်မှာကျောင်းနဲ့ပိုးလို့ယရနာပန်းတောင်းနဲ့ထဲ့ပြီးရွက်လို့ရတဲ့အချိန်ယရနာပန်းတောင်းနဲ့ရွက်လာခဲ့လို့ကျွန်တော်တို့သာသနာပြီးခောက်ရှာငဲ့ပြန်တလုံးနိုင်ကြီးမြင့်ကြီးနဲ့ကျွန်တော်တို့ဒီကနေ့အချိန်နှလုံးသားထဲဖျားတင်နိုင်တယ်ဆိုတာမမေ့စေချင်ပါပေါ်မထင်မှနဲ့ ဘုရားကိုပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစုံနေပုံကိုဘုရားကိုပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစုံနေပုံကိုမကဝါဘုရားသာသာဒေသနာတရားပြတာအဲဒီတော့ဘကပြမမန်ရချလို့ချခုရတာဘုရားကိုပင်ကန့်လန့်တိုက်၍တရားတော်ကိုပင်ကန့်လန့်တိုက်၍သံဃာတော် များကိုပင်ကန့်လန့်တိုက်၍အချိန်မရွေးကြရောက်နိုင်တယ်ဒါကလည်းပဲကျွန်တော်တို့စောင့်ရှောက်ရမယ်သာသနာတော်ဆိုတာလည်းမမေ့အဖူးဆိုတာလည်းလည်းပြောချင်ပါတယ်ဘုရားကိုတောင်ကန့်လန့်တိုက်တယ်ဆိုရင်ကျွန်တော်တို့ပြောเสียမှရှိတော့ပါဘူးအပ္ပရာဇိတရွှေပလင်တော်ကိုလူကြတဲ့အာဆိုမဟုတ်သောပရအမြားနဲ့မဆိုင်သောအပ္ပရာဇိတအောင်မြင်တော်မူသော တဆင်နဲ့လေးတောင်ကျေဝန်းတော်မူသောမိသူနဲ့မှမဆိုင်သောဘသူနဲ့မှမပတ်သက်သောဘသူနဲ့မှ မထိုက်တန်သောအပရာဇိတရွှေပလင်တော်ကြီးတောင်မှလာလူရယ်ဆိုရင်ဒီကနေ့ခေတ်ပလင်လူတာကလထိုင်လူတာဘာထူးဆန်းလိမ့်မလဲပြောင်းနာရင်မေခလာစင်ရနာစီလို့ပြောင်းနာရင်မေခလာစင်ရနာစီလို့မနမေရဲ့ အာနံဒိညာဝသဝရိနပြီကလာဘုရားကိုရှင်းတုပလင်နုဗျံရာနားထဲမှာကြာကမတ်တမထားစားမနဲ့နှလုံးသားနဲ့သွန်းလိုက်စမ်းမဘုရားကိုရှင်းတုပလင်လူရာတွေရှိနေပြီဆိုရင်ကြောက်เสียကောင်းတယ်နော်ကျွန်တော်တို့ပလင်ပေါ်မှာပကံခိကိုနောက်ပြန်ဆုတ်လိုက်နှစ်ပေါင်းတစ်ထောင်ကျွန်တော်ညီကုန်းချုပ်ပါမယ် သာသနာတော်ကရှုပ်ရှုပ်ထွေးထွေးတန်တရာဝါဒတဲ့ဇိနာဝါဒတဲ့မဟာယာနတဲ့ရှိပိသဗုဒ္ဓသာသနာတော်ကလည်းရှိတယ်။ဂိုင်းနေရလဲအရိညာဝါတိကန်ဂါမဝါတိကန်နေတဲ့အနောက်ထာမင်းကြီးက55ပါသောပကံမင်းစံမှာ52ပါမြောက်ရောက်တဲ့အထိသာသနာတော်ကမတန့်စင်နိုင်သေးဘူး။အမဒအကြီးကြီးတွေကလည်းရှိသေး။ဂိုင်းတွေကအရှုရှုပေါ်ပေါက် ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတော်ရဲ့ကုသိုလ်ပညာကြီးစုတို့ရဲ့ကျေးဇူးကြောင့်ရှင်ဓမ္မတတိဘွဲ့ခံသောရှင်အရဟံသည်နန်းတော်တွင်ကြွလာတော့ပထမဦးဆုံးစပြီးအနောထာမင်းကြီးကရှက်အသင်းအရှင်ကမေဇုန်ဤငါသည်ဘုရားရှင်ဤသားတော်ဖြစ်၏အရှင်နဲ့ထိုက်တန်သည့်အရ၌သရင်သုံးပါလေဆိုတော့ပလင်ပေါ်တက်ထိုင်တယ် ပြောကျင်တာကပညာကြီးသူတွေဟာပလင်ပေါ်မှာအမြဲတမ်းရှိပါတယ်ပညာကိုပညာပြည့်ဝနှလုံးလှတယ်ဆိုတာယုံကြည်ဖို့လိုပါပြီညီညွတ်ချင်းစီကျွန်တော်တို့ရှေ့ဆက်သွားရမယ်နိုင်ငံတော်သွားရမယ်ခီးမှာအရေးကြီးပြီဆိုတာကိုယုံစေချင်ပါသည် National Identity ခေါ်တဲ့အမျိုးသားဇာတိဥပဒေလက္ခဏာမပြောက်ပြက်ရေးစီကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်စီဆိုတာယုံစေချင်ပါသည် အဲ့ဒါလေးအားလုံးကတနေရာထဲမှာရှိပါတယ်ဘယ်မှာလဲစာကြည့်လိုက်ချင်းမှာပါကျွန်တော်တို့ခလေးတွေကိုဘီယာဆိုင်မရောက်အရက်ဆိုင်မရောက်နန်းဘေးကအလွယ်ဝရတဲ့မူကြီးစီဝါစီပြားတွေစီမရောက်စာကြည့်လိုက်စီရောက်ဖို့လောက်တော့ကျွန်တော်တို့အားလုံးကဒီပညာပြည့်ဝနှလုံးထားတဲ့စိတ်ကလေးတွေကိုဘာသာတော်ဆင်စုမြများကလည်းစောင့်သိစောင့်ကြောက်ပြတ်မှပြီးတော့နေကြပါခင်ဗျာ။ယမီမြတ်ပါများကလည်းကိုယ်နဲ့မဆိုင်တော့ဘူးတို့အသက်ကြီးပြီလို့သဘောမထားပဲဒီကလေးတွေ မြန်မာစိတ်မပြတ်ရမယ်ကိစ္စမျိုးဘာသာသာသနာကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်ကြီးကင်းဝအောင်ဝမ်းကြဝမ်းကြစေခြင်းပါတယ်ခင်ဗျာမိရင်ဖာရင်များနဲ့တကွာဒုတိယမိခင်ဖခင်များဖြစ်သောဆရာဆရာမများရဲ့တာဝန်ကလည်းကြီးပါတယ်ခင်ဗျာ